မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးမင်းအောင်လိုင်ပီရတဲ့ဝနကြော်တင်ပွင့်ရအငိမ့်စာပုံမှုချုပ်ချိုးထင်းအောင်ကိုပြစ်ခတ်ရှင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးမင်းအောင်လိုင်ကပီရတဲ့ဝနကြော်တင်ပွင့်ရအငိမ့်စာပုံမှုချုပ်ချိုးထင်းအောင်ကိုဒီကနေ့ပြစ်ခတ်ရှင်နေလိုက်ကြောင်း Golden Valerie Warriors အဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ ဒီကနေ့မနက်9:30မိနစ်ချိန်ရန်ကုန်တိုင်းမြန်ရန်ကုန်မြို့နယ်9ရက်ကွက်ရှိနေအိမ်မှာအငိမ့်သာဘူချုံချိုးတွန်းအောင်ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်2023ခုနှစ်မင်းအောင်လိုင်ကိုရိုင်းဝနာကြော်ထင်ပွဲပေးရခံရသူဘူချုံချိုးတွန်းအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors အမျိုးပြပျောက်ကြားရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းဒီကနေ့မနက်ပိုင်းရန်ကုန်မြို့မြန်ရန်ကုန်မြို့နယ်အိမ်ဝမ်းလမ်းပေါ်ရှိ၎င်းရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါရယ် GVW မြို့ပြရဲဘော်ဘက်တွေအားလုံးလုံခြုံရေးဘေးကင်းမှာရင်ပြတ်မှတ်ကိုအချိန်ယူစောင့်ကြည့်အတီးပြုတဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမစ်ရှင်တစ်ခုအတွက်အချိန်လေးလလောက်ယူလိုက်ရပါတယ်ကျွန်တော်ရန်သူတောက်တိုင်းတွေကိုစနစ်တကျစည်ရင်ပြုစုပြီးထောင်လန်းနေရလဲရှိပါတယ်တင်ကြပြောနိုင်တာကတော့အနံပါလရက်ကုန်ပစီကြီးတပင်းကြီးကိစ္စတွေတစ်ခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နီးနဲ့စောင့်နေတယ်ဒါပဲပြောချင်ပါတယ်လို့ဆိုပါတယ် ဗိုလ်ချုပ်ချုပ်ထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College NDC မှာ Internet Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုဆိုင်ရာဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရပါတယ်။စစ်တပ်အရာရှိများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ကစစ်တပ်ပုံမူကြီးအစင်မှာစတင်တက်ရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အစင်မြင့်စစ်တင်တန်းကြောင်းတစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကကာလအတော်ကြာအချက်လက်စူးစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးရဲ့နောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒီပို့ချုပ် NDC မှာစတင်တယ်လို့ဖရဲတီသတင်းစာရကလေးကကျွန်တော်တို့ဇက်တိုင်းစုံစမ်းထောင်လန်းနေကြတာအဲ့ဒီနောက်တိလာတာတော်တော်များများရှိနေသူကမင်းအွန်လိုင်းရဲ့ဂုံတူးဆောင်တစိမ့်ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ကောင်းရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူကြွားဝါပြောဆိုလေးရှိနေပြည်သူစစ်မှုတွေဆင့်ခေါ်တဲ့ကိစ္စတွေမှာတိုင်းရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမယ့်စစ်မှုထောင်အဖွဲ့အစည်းနဲ့သူပါဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်တချို့သတင်းအချက်အလက်တွေကသတင်းပြည့်ရဲ့လုံခြုံရေးရာကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ် ာကဆာရဲ့ထောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရရသူတွေတော့ကျွန်တော်တို့လက်ကပြေးမလွတ်ဘူး။ကြံတဲ့စာကဆာထောက်တိုင်တွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရှိဖို့ပြင်ဆင်ထားကြပါလို့ပြောကြတယ်လို့ Golden Valley Warriors မြို့ပြပြောက်ကြားရေးဘော်ကဆက်လက်ပြောဆိုပါတယ်။ စစ်တပ်မှဗိုလ်မှူးချုပ်ဗိုလ်ချုပ်ယာလူနဲ့အငိမ့်စားယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စစ်တပ်ရဲ့နိုင်စင်လူမဆန်မှုများစွာတဲ့စစ်ပတ်ဆိုင်ရာတင်ကြားပို့ချနေသူများကိုလည်းစီးရီးပြမှတ်ဖြစ်သတ်မှတ်ထုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ချိုးထွန်းအောင်ကဘရူနိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတန်မှတ်ဖြစ်ပါဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်ရောက်ချိန်ကစတင်ကနေပြီးတော့နိုင်ငံတော်ကာကွယ်တပ်ကတို့ NDC မှအကြမ်းဖက်စစ်တပ်ရရှိများကိုဇက်တိုင်းတင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လှရင်အားထားသူများထဲမှအငိမ့်စားဗိုလ်ချုပ်ချိုးထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025 ခုနှစ်မလမှ26ရက်နေ့မှာမင်္ဂလာလုံးနေ့တက်စကမ်းမှာစစ်တပ်တေပို့ဆောင်ရေးလေးရင် MEF 003အထူးလေးရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူတွေကိုနေပြီးတော့စည်ပြခန္ဓာတက်ဖို့မင်းအောင်လိုင်ကစီစဉ်ပေးထားကြောင်းအဆိုပါလေးရင်ပေါ်မှာအင်းနေဝင်တို့မိသားစုပါဝင်ဗိုလ်ချုပ်ချုပ်ထုံးအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။2025တက်မတော်နေ့စည်ပြပွဲခန္ဓာပြီးမလ28ရက်နေပြီးတော့မှရန်ကုန်အပြန်လမ်းကြောင်းအတွက်စစ်တပ်တေပို့ဆောင်ရေးလေးရင် MEF 001အထူးလေးရင်နဲ့ဗိုလ်ချုပ်ချုပ်ထုံးအောင် င်းပြန်ပါလာခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်က၎င်းအားကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းအဖွဲ့များနဲ့လှုပ်ဆောင်နေကြောင်းအဆိုပါဖွင့်ရတိုင်းစင်ကောင်းဆောင်များမှဗိုလ်ချုပ်ချုပ်ထုံးအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလတရနေ့မှာဗိုလ်ချုပ်ချုပ်ထုံးအောင်ကို သူကိုယ်တိုင်ဝဏကျော်တင်ပွဲတစ်စိပ်ပြင်ရခဲ့ပြီးရွှေချိန်၅ချက်သားကိုပါကွန်ပျူစုအဖြစ်တပါတယ်ပြင်ရခဲ့ပါတယ်။ Golden Valley Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစားထောက်တိုင်များကိုစင်စက်မပြတ်သတင်းထောက်လန်းလျက်ရှိကြောင်းဒါအပြင်အကြံဖတ်လီတန်လီယင်မှုတွေရဲ့အချက်လက်တွေကိုလည်းသတင်းစုဆောင်လျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်သတင်းတွေရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ထံကိုပြီးဖို့ Golden Valley Warriors ကတောင်းဆိုထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အာနာသိန်းစစ်ကောင်ဆောင်နိုင်ငံတော်တမရတကယ်ဖြစ်လာမှလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရဲ့အမြင့်ဆုံးရာဒူးလေးနေရာရယူထားတဲ့စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်ကရွှေကောက်ကန်အစိုးရရဲ့တမရဖြစ်ဖို့ရွှေကောက်ပွဲကျင်းပနိုင်မယ်လို့အခင်းကျင်းတွေကိုထုတ်ပြောလာပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးလို့မေလ19ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရပွဲလုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောသွားခဲ့တာပါရွေးကောက်ပွဲကျင်းပရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တာကိုအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်ဒီဇင်ဘာတတိယဘက်ကနေဇန်နဝါရီဒုတိယဘက်ထိရွေးကောက်ပွဲတွေအပိုင်းလိုက်ကျင်းပနိုင်ဖို့စစ်ကောင်စီအနေနဲ့နိုင်ငံတော်ကိုကြီးညာထားတဲ့အရေးပေါ်အခြေအနေကိုရှုတ်သိမ်းပြီးကြားပြတ်အစိုးရတရဖွဲ့စည်းပေးမှာပါ လက်ရှိတိုးယူထားတဲ့အရေးပေါ်သက်တမ်း6လဟာဇူလိုင်31ရက်နေ့မှာကုန်ဆုံးခဲ့ပြီးအဲ့ဒီနေ့မှာကာလုံလို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူကအဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ကာလုံစည်းဝေးမှာတင်ပြလာတဲ့အချက်တွေပေါ်အာဏာရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ယာယီသမရကပဲအဆုံးဖြတ်ပေးမှာဖြစ်လို့ယာယီသမရယာရုကိုလွှဲပြောင်းရယူထားတဲ့စစ်ကောင်ဆောင်အနေနဲ့ လို့တလို့ဆုံးဖြတ်နိုင်တယ်လို့တုံသက်မှုတွေလည်းရှိနေတာပါတရားလွတ်တော်ရှိနေဦးကြီးမြင့်ကစစ်ကောင်းဆောင်တပ်ဦးတွေကပဲအာဏာသုံးရဲစလုံးကိုစီမံခန့်ခွဲပြီးဥပဒေအရအရေးပေါ်အခြေအနေပယ်ဖျက်ကြောင်းကြေညာပြီးရင်6လအတွင်းရွေးကောက်ပွဲလုပ်ရမယ်လို့ပြောပါတယ်အဲ့ဒီလိုပဲ ဘဲဘက်လက်ကနေညာဘက်လက်ကိုလွှတ်အပ်ကြောင်းကြီးညာပြီးတော့ကာလုံဘက်ကိုမင်းအောင်လိုင်ကဆက်ပြီးအုပ်ချုပ်လိုက်မယ်။နောက်အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးကိုလည်းသူကပဲစီမံခန့်ခွဲပြီးတော့ဒီတခါအဲ့ဒီဟာတွေကိုသူကကာလုံကအစ်စ်ခံရမယ်။ကော်မရှင်ကိုလည်းအစ်စ်ခံရမယ်။ပြီးတော့မှကော်မရှင်ကနေရွှေကောက်ပွဲတွေကို6လအတွင်းလုပ်ရမယ်။အဲ့ဒီလိုကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ကာလုံအစည်းအဝေးမှာအစီရင်ခံတဲ့နေ့မှာပဲအရေးပေါ်အခြေအနေပယ်ဖျက်ကြောင်းကြီးညာပြီးတော့6လအတွင်းရွှေကောက်ပွဲတွေလုပ်ရမယ်။ဒါကဥပဒေပြဋ္ဌာန်းချက်တွေပေါ်လို့ဆိုပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ တကယ်လို့ဇူလိုင်လ31ရက်နေ့မှာရှိပေါ်အခြေအနေကိုရှုပ်သိမ်းကြောင်းကြေညာရင်းအရတအစိုးရတရက်ဖွဲ့စည်းပြီးယူကောက်ပွဲကော်မရှင်ကိုလည်းအစ်စ်ဖွဲ့စည်းရမယ်လို့ဦးကြီးမြင့်ကဆက်ပြောပါတယ်။ ဒါပေမဲ့အာနာသိမ့်မှု၄နှစ်ကျော်အတွင်းစစ်ကောင်စီဖွဲ့ဝင်တွေကိုမကြာခဏအပြောင်းလဲလုပ်လိရှိရဲစစ်ကောင်ဆောင်နီနဲ့ဂျားဖြတ်အစိုးရကိုလည်းလက်ရှိဖွဲ့ဝင်တွေနဲ့ဆက်လက်လှုပ်ဆောင်နိုင်တယ်လို့သူကထောက်ပြပါရယ်စစ်ကောင်ဆောင်ကသူတို့အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုတာဝန်ယူခဲ့တာဖြစ်လို့ပြည်သူတွေလိုလာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမယ်လို့ပြောပါရယ်ဒါကြောင့်မူလရည်ရွယ်ချက်အတိုင်းရွေးကောက်ပွဲလုပ်ရမယ်လို့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာပြောသွားခဲ့တာပါလေးလာသူတွေကတော့အာနာသိမ့်မှုကနေဖြစ်ပေါ်လာတဲ့အကြက်တွေ ကိုဖြည့်ရှင်ဖို့နိုင်ငံရေးထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကျင်းပလာကအာနာတီမြင့်ကြီးဖြစ်တယ်လို့တမရအိမ်မက်ကိုလက်တွေ့အကောင်ထွက်ပေါ်နေတာလို့သုံးသပ်ပါတယ်။တမရရွေးချယ်ရေးစနစ်အရစစ်တပ်အပါဝင်အုပ်စုအဖွဲ့သုံးခုကနေရွေးချယ်ထားတဲ့ဒုတိယတမရတအူးချင်းစီကနေမဲပြီးရွေးချယ်တဲ့ကခင်းထားတဲ့စက်ထုံအရာစစ်ကောင်းဆောင်တမရဖြစ်လိမ့်မယ်လို့ဦးကြီးမြင့်ကသုံးသပ်ပါတယ်။တမရရွေးချယ်ရေးစနစ်ဟာဆိုရင်တမရတုံးကိုလွတ်တော်ကနေအဆိုပြုရမယ်။အဲ့ဒီမှာတမရတော်ကကိုယ်စလဲတွေကတမရတော်ရဲ့အဆိုပြုနိုင်သူတယောက်ပေါ့။နောက်ရွေးချယ်တင်မြှောက်ထားတဲ့သူတွေက တယောက်ရွေးချယ်တင်မြောက်ခြင်းမခံရတဲ့သူကတယောက်ဒီလိုသွားမှာကိုဆိုတော့မင်းအောင်နိုင်ကပဲတက်မတော်ကနေရွေးချယ်ထားတဲ့ဒုတိယသမ္မတလောင်းပေါ်အဲ့ဒီလို၃ယောက်ထဲမှာပြန်ပြီးမဲပေးရမယ်ဆိုတဲ့အခါကျတော့မင်းအောင်နိုင်ပဲရမှာပေါ့သူခင်းထားတဲ့ဇက်တုပ်ပဲအဲ့ဒီတော့မင်းအောင်နိုင်က2800ဆိုသမ္မတဖြစ်မှာကျင်းတည်ရလို့ဆိုပါတယ်စစ်ကောင်စီပြဋ္ဌာန်းခဲ့တဲ့နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေအရနိုင်ငံတော်ဝန်စည်းရုံးမဲ့ပါတီတွေမှာစစ်တပ်ကြောတောင်းလက်ခံပြုထားတဲ့ပြည်သူ့စံကိုင်နဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင်နိုင်ငံပါတီကိုကူတာရှိပါတယ် တဖက်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေရစစ်တပ်ကအစိုးရပေါ်ထိန်ချုပ်မှုတွေလုပ်နိုင်အောင်အလေးပေးထားတာဖြစ်ပြီးရွှေကောက်ခံမဟုတ်တဲ့စစ်တပ်အရာရှိ25ရှာခိုင်နှုန်းကပြည်တော်စုလွတ်တော်မှာတည်တံ့ဖြစ်နေရပေးထားတာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့လက်ရှိအခြေအနေမှာဆင်အာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရင်လက်နက်ကင်တိုက်ပွဲတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ရွှေကောက်ပွဲကျင်းပနိုင်ရင်မရှိသလိုနေမြေများစွာဆွန့်လွတ်ထားခဲ့ရတာပါ ဒီဘောစင်ကောင်းဆောင်ကတော့ပြီးခဲ့တဲ့ရွေးကောက်ပွဲ၃ချိန်စလုံးမှာရှာနှုန်းပြီးကျင်းပနိုင်ခဲ့တာမရှိဘူးလို့ခြေပါထားပေမယ့်လက်ရှိအခင်အကျင်းအားမြို့နယ်အလုံးရဲ့၃ပုံ၃ပုံလောက်သာလုံးလို့ရနိုင်မယ့်အနေထားလို့လေးလာသူတွေကထောက်ပြပါတယ်။ဒါကိုဖွဲ့စည်းပုံခြေကံဥပဒေပါပုံမှန်85ပုံမှန်128ပုံမှန်155ရာချိန်ထိုးကြည့်ရမှာရွေးကောက်ပွဲကိုအထမြအောင်ဆောင်ရွက်နိုင်တာတွေ့ရတယ်လို့စစ်ကောင်းဆောင်ကထပ်ပြောပါတယ်။ အဲ့ဒီပုံမာရင်းကလွတ်တော်၃ရက်စလုံးရဲ့အစည်းအဝေးပထမနေ့မှာတရားခွင့်ရှိတဲ့ကိုယ်စားလှယ်အရေးအတွက်ရထွက်ဝဲကျော်တရားရင်အထမြောက်တယ်လို့ရွှေဆိုင်ရင်လည်းကိုယ်စားလှယ်အနည်းဆုံး၃ပုံ၃ပုံတရားရင်အထမြောက်တယ်လို့ဖော်ပြထားပါတယ်။ရွှေကောက်ပွဲကျင်းပနိုင်ရင်လုံခြုံရေးနဲ့တည်ငြိမ်ရေးကအဓိကကြာလာကြောင်းရွှေကောက်ပွဲလုံးလို့ရနိုင်တဲ့နေရာတွေအလုံးတည်ငြိမ်မှုရှိအောင်ဆောင်ရွက်သွားဖို့ဒုတိယစစ်ကောင်ဆောင်ကလုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာညွှန်ကြားထားပါတယ်။လေတက်ကစီဒီအန်တက်ချက်ကြီးစီရကစစ်ကောင်စီအနေနဲ့ရွှေကောက်ပွဲမတိုင်ခင်မြို့ရွာတွေမကြဘူးရနိုင်တဲ့လောက်ထိုးစစ်တွေမှာ ာလေးချောင်းဖြစ်ကူတွေပါတိုးလုံလာမယ်လို့သုံးသပ်ထားပါတယ်။ရွေးကောက်ပွဲမတိုင်ခင်တော့သူတို့ပြင်းပြင်းထန်ထန်ထိုးစစ်လုပ်ဖို့အရင်ကတည်းကသူတို့ရာထားတဲ့ view တွေရှိတယ်။အဲ့ဒါတွေအဓိကမိုးရင်းကာလတော့သူတို့ရဲ့တချို့နေရာတွေစခန်းတွေပြန်မကြအောင်ပြန်ပြီးလုပ်မယ်အစီအစဉ်တော့ရှိတယ်။သူတို့ရနိုင်တဲ့လောက်တော့လုပ်မယ်ဆိုရင်တိုက်ခိုက်မှုတွေပိုပြီးပြင်းထန်လာနိုင်တယ်ဆိုတာတော့ဖြစ်လာမှာပါ။လေးချောင်းဖြစ်ကူပေးတာရောတိုက်ခိုက်မှုတွေရောတိုးလာမှာပါလို့ဆိုပါတယ်။တရုတ်ပါဝင်နိုင်ငံကောင်းဆောင်တချို့ရဲ့ထောက်ခံမှုကိုရရှိထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာဒီဇင်ဘာမှာကျင်းပဖို့ရာသားပြီးမြေရွေးကောက် ပွဲဆိုင်ရာဥပဒေနည်းဥပဒေတွေကိုတော့မထုတ်ပြန်ရသေးပါဘူးကော်မရှင်ကတော့ကျင်းပမယ့်ရက်သတ်မှတ်ပြီးဖြစ်လို့အချိန်မီထုတ်ပြန်ပေးမှဖြစ်တယ်လို့ရွေးကောက်ပွဲဝင်ပြိုင်မယ်ကိုစလေလောင်အမည်စင်စီးစစ်ပြီးချိန်မှာမဲဆွယ်စည်းရုံးရေးကာလကိုသတ်မှတ်ကြေညာသွားမယ်လို့အတည်ပြုထားပါတယ် ဒီအပေါ်နိုင်ငံရေးပါတီတွေကရွေးကောက်ပွဲကျင်းပနိုင်မယ်မဲဆန္ဒနယ်တွေကိုကော်မရှင်ဘက်ကအရင်ကြီးညာပေးနိုင်မှသာကိုယ်စားလှယ်လောင်းရွေးချယ်ဖို့နဲ့မဲဆွယ်စည်းရုံးဖို့လုံခြုံရေးကိုပါစဉ်းစားလို့ရနိုင်မယ်လို့ဆိုပါတယ်။ NUG နဲ့ NUCC ကတော့စစ်အာဏာရှင်စနစ်တက်ဆိုးရှိစေဖို့အတွက်ဟန်ပြပြုလုပ်မယ်စံနှုန်းတွေချုံရွေးနေတဲ့တရားမဝင်ရွေးကောက်ပွဲမှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ပါဝင်ခြင်းမပြုဖို့တိုက်တွန်းထားပါတယ်။